ောက်သမီးတို့မင်္ဂလာပါဒီချေကတော့ Grapeful မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီနေ့သားတို့သမီးတို့ကိုဒီချေကဒီချေတို့နိုင်ငံရဲ့မြမယဉ်ကျေးမှုအမွေနှစ်တွေအများကြီးရှိတဲ့မြို့လေးတစ်မြို့အကြောင်းကိုဒီချေကတင် जा ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနေရာကဘယ်နေရာလေးဖြစ်မလဲဆိုတော့မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့ပကံမြို့အကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီချေကဒီနေ့သင်ခန်းစာ၁၄ ပကံကိုတင် जा ပေးသွားမှာပါဒီခြေကပကံမြို့အကြောင်းကိုမပြောပြခင်မှာခက်စစ်အတိတ်ပဲလေးတွေကိုဒီခြေကအရင်ဖတ်ပြပေးမယ်နော်မြို့ယူမြို့ယူဆိုတာနန်းတော်တရှိရာမြို့ပတ်လေးတွေကာယံထားသည့်တတိုင်းသမိုင်းဝင်သမိုင်းဝင်ဆိုတာကတော့သမိုင်းတွင်မှတ်တမ်းတင်ခံရသောဩဝါရ ဩဝါဒဆိုတာကတော့ဆုံးမစကားကို ပြောတာပါနော်ဘိတုကလက်ရဘိတုကလက်ရဆိုတာကတော့စောင်းလုံးမှုဆိုင်ရာပညာကိုပြောတာပါနယံစေးရေးပကြီးဂုဖယားအတွင်းရှိနယံများတွင်စေးအောင်စုံဖြစ် ရေးချေသောပကြီးသူတေသနာသူတေသနာဆိုတာကတော့တစုံတစ်ခုကိုချစ်ချင်းမြင့်မြင့်သိရန်စူးစမ်းရှာဖွေခြင်းစီးစားနေဝင်ခြင်းကို ပြောတာဖြစ်တယ်နော် ဒါဆိုဒီခြေကပကံမြို့အကြောင်းကိုဆက်ပြောပြတော့မယ်နော်။ပကံမြို့ဟာဆိုရင်မန္တလေးတိုင်းဒေသကြီးညောင်မြို့နယ်အတွင်းအေရဝတီမြစ်အရှိဘက်ကမ်းပေါ်မှာတည်ရှိတယ်။အဲဒါကြောင့်ဒီခြေတို့ကပကံညောင်လို့ခေါ်ကြတာပေါ့။ဒီခြေတို့ကပကံမြို့ဟောင်းကိုဝင်ပြီး ဆိုတာနဲ့အဝင်ဝောက်မှာတောက်သမီးတို့အရင်ဆုံးဘာကို တွေ့ရမယ်လို့ထင်တယ်လဲ။ဟုတ်တယ်။တရပါတကာကျုံဟောင်းမြို့ရိုးဟောင်းတို့ကိုတွေ့ရမှာဖြစ်တယ်။ ထိုမျိုးရိုးကိုမြမတက္ကရေ231ခုနှစ်မှာပြင်းများမင်းကတည်ခဲ့ပါတယ်ပြင်းများမင်းဆိုတာကတော့သားတို့သမီးတို့ရေပကံမင်းဆက်55ဆက်ရှိတဲ့အထဲမှာမှ34ဆက်မြောက်မင်းဖြစ်တဲ့ပြင်းများမင်းကတည်ခဲ့တာဖြစ်တယ်ပြင်းများမင်းဆိုတာစတုဒ္ဓဘေကင်ကိုတီထောင်ခဲ့သောမင်းလေးဖြစ်တယ်ပကံမျိုးသည်တီချေတို့မြမတို့ရဲ့အလွန်ခမ်းနားကြီးကြဲတဲ့သမိုင်းဝင်ရှီကောင်းမျိုးတော်ကြီးလေးဖြစ်တယ် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန်းကတည်ခဲ့တဲ့မြို့တော်ပကံဟာမြမစာပေမြမယဉ်ကျေးမှုအမှုပညာလက်ရာများထွန်းကားခဲ့ပါတယ်။ထို့ကြောင့်မြမတို့သည်ပကံကိုချစ်မြတ်နိုးကြခြင်းဖြစ်တယ်။ရှေခိပကံပြည်ကြီးသည်မြမတို့ရဲ့ပထမမြမနိုင်ငံတော်ကြီးဖြစ်တယ်။ပထမမြမနိုင်ငံတော်ဆိုတာကတော့တအားသူမျိုးကြီးပြုခိနောက်ပိုင်းမှာမှတည်ထောင်ခဲ့တာဖြစ်တယ်။ပကံခိမြမနိုင်ငံကို ထိုခေတ်မြန်မာတိုင်းရင်းသားတို့ကစီးလုံးညီညွတ်စွာ စုပေါင်းတည်ထောင်ခဲ့ကြရတယ်။ပကံသည် အနော်ရထမင်းလက်ထက်မှစ၍ထင်ရှားလာခဲ့တယ်။သားတို့သူမျိုးကြီးအနော်ရထမင်းဆိုတာကတော့ပကံမင်းဆက်55ဆက်ရှိတဲ့အထက်မှ42ဆက်မြောက်မင်းဖြစ်တယ်။အနော်ရထမင်းမြတ်သည် ရှင်အရဟံရဲ့ဩဝါဒဖြင့် ဗုဒ္ဓဘာသာထုံးကအောင်ဆွန့်ဆောင်ခဲ့တယ်ဗုဒ္ဓဘာသာကိုပကံသားတို့တတ်ဝင်ယုံကြည်သဖြင့်တဲ့ဖျားပချိုးဇီဒီမြောင်များစွာတည်ထောင်ကုခေခဲ့ကြတယ်ဗုဒ္ဓဘာသာကိုပကံတို့တတ်ဝင်ယုံကြည်ကြသဖြင့်ဖျားပချိုးဇီဒီမြောင်များစွာတည်ထောင်ကုခေခဲ့ကြတယ်သားတို့သမီးတို့ရေတတ်ဝင်ယုံကြည်တဲ့ဆိုတာကတော့ဗုဒ္ဓဘာသာကို ကိုယ့်ရဲ့စိတ်ထဲနှလုံးသားထဲကနေပြီးတော့တကယ်ကိုယုံကြည်တာကိုပြောတာဖြစ်တယ်နော်အနောယထာကျန်စစ်တာ အလောင်းစီသူ စတဲ့မင်းကောင်းမင်းမြတ်တွေဟာတဲ့ပကံပြည်စည်းတွင် ထိနှက်ဆိုင်ကနိုင်ငံတော်တုတ်တက်အောင်ဆောင်ရွက်ခဲ့ကြတယ်။ရှိခိပကံပြည်ကြီးစီပင်သာယာဘုံနဲ့ဆက်လင်းပြီးရောပကံမြူဟောင်းဒေသတဝိုက်မှာဆိုရင် ရှေဟောင်းပထိုးစီဒီများလက်ညိုးထုံမလွဲမြောင်များစွာတည်ရှိနေတာကိုလည်းတွေ့မြင်ကြရမှာဖြစ်တယ်။ပကံမြူရှိဖယားမြောင်မှာငလင်တန်ကြောင့်ပြုတ်ပြက်ခဲ့ကြတယ်။ထို့ကြောင့် မင်းနဲ့ပြည်သူလက်တွဲကူပြီးတော့ခေအဆက်ဆက်ပြန်လည်မုံမံခဲ့ကြတယ်ပကံမှာထင်ရှားတဲ့ဖယားတွေကတော့ဘူဖယားရွှေစည်းကုံအာနန္ဒာတပ်ပညုလောကနန္ဒာမနူဟာကရော့ပလင်ဓမယံကြီးအလိုတော်ပြည့်ဓမရာဇာကဒီခြေကဖယားစီတီမြည်လေးတွေကိုနောက်တစ်ခေါက်ပြန်ပြပြမယ်နော်ဘူဖယားရွှေစည်းကုံအာနန္ဒာတပ်ပညုလောကနန္ဒာမနူဟာ ကတော့ပလင်ဓမယံကြီး အလိုတော်ပြည့်ဓမယဇကစရစီဒီပထိုးများဟာတပင်စွာတရှိနေကြတယ်။ပကံဒေတာမှာဆိုရင်တပင်ညူသည်ညံတော်အမြင့်ဆုံးဓမယံကြီးသည်ဒုရေအကြီးဆုံးအာနန္ဒာသည်အမှုပညာလက်ရအမြောက်ဆုံးရွှေစည်းကုံဖရာကြီးမှာတကောအကြီးဆုံးဖြစ်ကြောင်းကိုသူဓမယံညံတပင်ညူအမှုအာနန္ဒာတကောမှာရွှေစည်းကုံဟူ၍ အစင်လာစကားအဆူရှိခဲ့ကြတယ်။ထိုဖရာပထုများမှာဆိုရင်ပကံခိဘိတုခလည်းရများ၊နေရစီပကြီကားများကိုလည်းအောင်းဝဲကောင်းလောင်အောင်တွေးချရမှာဖြစ်တယ်။ပကံရှီဟောင်းသူတေသနာပြတိုင်မှာဆိုရင်ရာဇတ်ခုမှာကြောက်စာကိုဝင်ရောက်ကြည့်ရှုနိုင်ပြီးရွန်းသိပ်ပံကောလိပ်ကိုလည်းဝင်ရောက်လည်လာနိုင်ပါတယ်။ပကံဒေသလက်ဆောင်အဖြစ်ဝေယူခြင်းနဲ့ဆိုရင်ရုံးတဲ့ပစ္စည်းတနခါ ပုံရည်ကြီးနဲ့အခြားမှတ်တရပစ္စည်းများကိုလည်းဝယ်ယူနိုင်ပါတယ်။ပကံမှာဖျားဘူးများအပြင်ကဘာလက်ခီးတွေများသည့်မြမဟင်ကျူးမှုအနုပညာလက်ရာများနဲ့ပကံစည်းစာအလားကိုလည်းကြည့်ရှုခန်းစားနိုင်ပါတယ်။2019ခုနှစ်ဇူလိုင်လ6ရက်နေ့မှာဆိုရင်ကဘာကူလာသမဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း ယူနက်စကိုကပကံဒေသကိုကမ္ဘာအမွေနှစ်စည်းဝင်ဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်တယ်။ပကံနဲ့ပတ်သက်ပြီးဒီချေရိုဆက်လီလာရမှာတွေအများကြီးရှိသေးတယ်။ဒီကျေရူပကံမျိုးဟောင်းကိုလေ့လာပြီးရှေ့ခေတ်ပကံပြည်သားတို့ဤရည်ကြီးမှုအမှုပညာလက်ရာများအတွက်ဂုံယူမိပါတယ်လို့ပြောရင်ဒီနေ့သင်ခန်းစာကိုဒီမှာရင်ရက်ပါမယ်နော်ဒီကျေရူနောက်ဆက်တဲ့ချိန်မှာပြန်တွေ့ကြမယ်နော်